ပြီဟေးဒီဦးလေးခေါ်လာတဲ့လူတွေအကုန်လုံးကဂေးတွေပဲဟာလားယောက်ျားဆစ်ဆစ်ဆိုလေတယောက်မှအဝင်မခံတာသိလားသူကဘယ်ရထွက်နေမှမသိလို့ဖြတ်သားမှာငါ့ကိုဗရန်တူတွေဝတ်တဲသူဟိုကောင်မတွေကြိုက်ရတယ်ဒီမှာအရင်သားဖြတ်ဟာဒီစကားလေးကတော့အာသာကားတွေလည်းမှာပေါ့နော်ဒူဒူကားကားဖြစ်နေမယ်ကားလေးကပုံပြောလိုက်ပါတယ်ကျွန်တော်အတားဒီလိုရှင်းတယ်ဒီစင်မောင်မဆက်ပါဘူးကျွန်တော်အတားရအများကြီးလိုဘွားရဲ့ခါလေးဖြစ်တဲ့အတွက်ဟိုကြည့်လို့ကြပါအောင်။နောက်ပြီးတော့ကျွန်တော်တို့တစ်ခုပြဿနာ ဒီ LGBT နောက်ထပ်စကားအဖြစ်ကိုလို့ဆိုတော့ LGBT ကိုလောက်လာတာမျိုးတယောက်လာတာမျိုးအဲ့လိုကမဟုတ်ပါဘူးထွေလာလေးကိုကြည့်ပြီးတော့မဆုံးပြပဲနဲ့ပါလာခံစားပြီးမှဩတို့တို့ဒီလိုလုံးထားပါလားဆိုတော့ကျွန်တော်စိတ်နာကိုတွေ့အောင်လာပြီးတော့ကျွန်တော်ပြောလိုက်ပါမယ်နော်အကိုပြောပြပါဦးခင်ဗျာဘယ်ကိုညီလဲအကိုညီကနှစ်ညီလုံးဟိုဟာအကိုကအယုံဆုံးဆိုတော့အကိုအယုံဆုံးပြပြောလိုက်မယ်နော်ဟုတ်ကဲ့ပါအဲကျွန်တော်တို့တော့အမတန်ခက်ခဲတဲ့ ဇက်ကောင်ဖြစ်ပါတယ်ကျွန်တော်တော်တော်လေးတော့ရှက်ကြောဖြတ်ပြီးတော့ကြိုးစားထားတယ်အဲပြီးတော့လည်းဒီနေရာမှာကျွန်တော်ဒီနေရာနေပြီးတော့ဟိုကျေးဇူးတင်ညင်တာတော့ဒီထုတ်လုပ်သူရဲ့ဒါရိုက်တာရဲ့ပြီးတော့အဓိကကျေးဇူးတင်ညင်တာတော့ကျွန်တော်ရဲ့ fashion design တွေပေါ့ဒီမာယာကြားထဲမှာကျွန်တော်ဝိတ်တဲ့ fashion design တွေကိုကျွန်တော်ဇလန်းလေးပြောပြလိုက်တာနဲ့ဟို ဲကျွန်တော်ဘယ်နှစုံလိုတယ်ပေါ့ပြောလိုက်တာနဲ့ကျွန်တော်စီစဉ်ပေးတဲ့ကျွန်တော်ရဲ့ဒီဇိုင်နာချစ်ကိုကြီးကိုတင်မြင့်ကိုကျွန်တော်ဒီနေ့ကနေကာရဝပြုပါတယ်ကျေးဇူးများတင်ပါတယ်ကျွန်တော်ကြိုးစားထားပါတယ်အခုအဲ့ဒီထဲမှာကျွန်တော်ထရိုင်လာတွေ့လိုက်ရတာဇာလေးကအဆင်ပြေလားဇာလေးမဟုတ်လားဇာကြီးအခုဝတ်တာအဆင်ပြေလားလို့အခုအဲ့လိုမျိုးမတွေ့ဘူးတော့လေဇာအဖြူလေးလေးဒီလားဟိုကထရိုင်လာထဲမှာပါတယ်ကျွန်တော်တေချာကြည့်ရတယ်ငါညီလေးကလည်းဟောချာကြီးကြည့်နေရှက်တာ ူကပြပါတယ်ညီလေးပြပါတယ်အဲတူကအဲ့လိုပဲသူဇာကြတော့ဘလို့လဲဝစ်ပင်းဝစ်ချင်တဲ့စိတ်တော့ဖြစ်တာပေါ့ခဏခဏဝစ်ဖြစ်တာပေါ့ကျေးဇူးပါဆိုကျေးဇူးပါဟုတ်ကဲ့ကိုညီထွန်းအောင်လည်းမှတ်တရလေးပြောပြပါဦးခင်ဗျာဒီနေ့လည်းအရင်မိုက်နေရောပန်းအောင်လေးနဲ့ဟုတ်ပန်းအောင်မဟုတ်ဘူးညီလေးရဲ့ဒါလည်းကျွန်တော်ခုနကကျွန်တော်ဒါအရောက်ရွေးချယ်မှုနည်းနည်းလေးအော်အော်အဲ့ဒါလက်ကောက်တီးရတော့မယ် မထောင်ချမ်းအားကြနေပြီအားကြနေသူပါခြေစူးပါခြေစူးပါပဲမရအောင်လေသူ့ခြေစလုံးနဲ့ဘယ်လိုခေါ်လဲတခါတည်းပြောရမှာလေကိုရဲ့သူပါခြေလေးပါဆက်ပြောမှာနော်ဟောဒီအဒီနေ့ဒီနေ့လေအဲကျွန်တော်တို့ကျွန်တော်တို့ရဲ့ဒီဇိုင်နာကိုအဲဖန်တီးပေးထားတာပါ ီဇကာရဲမှာပါဝင်တဲ့ကျွန်တော်တို့ဒီကိုညင်နေတာရောကျွန်တော်နောက်တစ်ခါကိုတိုက်ရောအတော့လုံးရဲ့ fashion တွေအားလုံးကိုကျွန်တော်တို့ရဲ့အကိုကြီးချစ်ကိုကြီးကိုတင်ပြရမယ်ဖန်တီမီတာဟိုကကိုကြီးလည်းကျေးဇူးတင်ပါတယ်နောက်ထပ်ကျွန်တော်ကိုအာနောက်ထပ် designer ဆူဆူခိုင်ဆိုတာလည်းကျွန်တော်ဖန်တီမီတာပါတယ်ဒီထဲမှာဝတ်စုံတွေဖန်တီမီတာပါတယ်ခင်ဗျာအဲ့တော့ဒီကားတော့ဒါကျွန်တော်ကတော့အရင်ကတော့ဒီဆိုင်ုပ်တွေကိုလည်းကျွန်တော်ရိုက်ခဲ့မှုတာတွေရှိပါတယ်ပရိုဂရမ်များလည်းရိုက်ခဲ့ပါတယ် တော့ဒီဇယုတ်လေးကတော့ဒါကြာကျွန်တော်အခြားဇယုတ်တွေနေတော့မတူပါဘူးတော်တော်လေးလည်းထူးခြားပါတယ်အဲ fashion ဆိုလည်းကျွန်တော်အများကြီးပြင်ဆင်လေးပါအဲ့တော့ဒီကားလေးကကျွန်တော်တို့အားလုံးတက်ညီလက်ညီနဲ့ဘယ်တင်းဖွဲ့ဘယ်လူမှုတယောက်ကိုမှကျွန်တော်ထိခိုက်ဆုံးတာဆော့ကားလို့လည်းစိတ်နဲ့မရှိပါဘူးစကားကိုကျွန်တော်ကဖြပီးတက်တက်နေနဲ့ကျွန်တော်ရရှိလာတဲ့ character ပေါ်မှာအတက်နိုင်ဆုံး book up ပြီးတော့မှကျွန်တော်အားလုံးစူးစမ်းထားတာပါဖြပီးတက်တက်နေနဲ့ကြည့်ရှုပေးပါအားလုံးပျော်ရမယ်ပျော်ရမယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ခင်ဗျာပညာကြီးကိုမောင်နှမတွေမီဒီယာတွေအားလုံးကျေးဇူးများအိတ်တင်ပါတယ် ကျွန်တော်တို့ဒီကွန်မွန်မားတွေအကောင်းဆုံးစူးစမ်းထားပါတယ်ကြည့်ရှုအားပေးကြဖို့ဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဂျူလီမင်္ဂလာပါဂျူလီလည်းအမတ်တရားစကားလေးမာယာကြားအတွက်ပြောပြပါအောင်ခင်ဗျာအားလုံးပဲမင်္ဂလာပါဂျူလီကဒီမာယာကြားဆွဲရုပ်ရှင်ကားကြီးမှာစီးစာဆိုတဲ့ကောက်မလေးပေါ့နော်သူကတော့သတင်းထောက်မလေးပေါ့သတင်းထောက်မလေးတစ်ဖြစ်လဲဖြစ်သလိုဒီဇကားရဲ character အတိုင်းပေါ့နော်ဒီ LGBT တယောက်အဖြစ်နဲ့ အဲဖန်ဆောင်ပြီးတော့တယုတ်ဆောင်ခဲ့ရတဲ့အဲ့လို character လေးပေါ့အဲ့လိုလေးနှစ်ခုပါဟုတ်ချူလေးတို့ဒီကားကိုအာတကယ်ဟုတ်ပေါ့နော်အကောင်းဆုံးစူးစမ်းပြီးတော့တယုတ်ဆောင်ခဲ့တယ်တန်လို့တယုတ်ဆောင်တယုတ်ဆောင်ခဲ့တယ်ဘယ်အဖွဲ့စည်းဘယ်သူဒီဦးတယောက်ကိုမှကြီးကြီးနေတာလို့စိတ်မျိုးမရှိဘဲနဲ့အကောင်းဆုံးစူးစမ်းခဲ့ပါတယ်ဟိုနာတယ်ပြောသလိုမျိုးပေါ့ဒီကြော်ညာတစ်ခုတည်းကိုကြည့်ပြီးတော့ပေါ့နော်အဲ့လိုမျိုး ထင်တာထက်ပေါ့ဒီရုပ်ရှင်ကားကြီးကိုကြည့်လိုက်တဲ့အချိန်မှာအော်ဘလိုတွေပေါ့နော်စူးစမ်းထားကြတဲ့ဘလိုတွေတံပိုးထားပြီးတော့ရိုက်ကူးထားလဲဆိုတာကိုအပိပါဘူးပြောချင်ပါရဲ့ရှင်ဟုတ်ကဲ့ပါကျွန်လေးကျေးဇူးများကြီးတင်ပါတယ်ဝူလာရီမင်္ဂလာပါဝူလာရီလည်းအမတ်တရားလေးပြောပြပါဦးခင်ဗျာကျောင်းလာတဲ့ everything နဲ့လူချင်းမင်းများအားလုံးပဲမင်္ဂလာပါရှင်ဝူလာရီပါဝီလာတော့ဒီမာယာကြာရွှေရှင်စကိုင်းမှာအာစဖုံမူးမလေးမမို့လွင်ဖြင့်ပေါင်တရုပ်ဆောင်ထားပါတယ် ဘလို့ရေကျော်လောချက်ပြုတ်ပြထားလဲဆိုတော့ကြည့်ရှုအားပေးပါအောင်ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးပါညီမလေးမင်္ဂလာပါညီမလေးလည်းအမတ်တရားစကားလေးပြောပြပါဦးခင်ဗျာဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်ညီမလေးရဲ့နာမည်ကတော့ရမုံမြမြတ်လို့ခေါ်ပါတယ်အာညီမလေးကဒီကားမှာပေါ့နော်ကလျာဆိုတဲ့ဒီဒီကောင်မလေးဖြစ်နေပါဝင်ထားပါတယ်ရှင်အာညီမလေးကဒီထဲမှာတော့အရစ်တန်ပေါ့နော်အရစ်လဲတန်လဲစိတ်တော်ကလည်းမြင်ရတယ်ပြီးတော့တကယ်ချင်းတွေကိုအဲ့လိုမျိုးပွတ်စီပွတ်စီပြောရဲပေါ့နော်ထိုက်ကလေးနေနဲ့ပါဝင်ထားတာပါအာ ဟိုဘယ်လိုခေါင်းလဲဒါပေါ့နော်ဆရာရာဇဝင်ကိုရဲ့အောက်လက်အောက်မှာဒါဟာတာကိုတင်ယူပြီးတော့ဒါစီနီယာရင်းနဲ့စူးစမ်းပြီးတော့ရေအောင်စူးစမ်းတာဖြစ်တဲ့အတွက်အကယ်၍များဟိုအမားတခုခုများပါဝါခဲ့သည်ရှိတော့အလုံးကြိုပြီးတော့တောင်းပန်ချင်ပါတယ်ရှင်အကောင်းဆုံးနဲ့စူးစမ်းထားပါတယ်လို့ပြောချင်ပါတယ်အားပေးကြပါဦးနော်ကြည်ပေးကြပါဦးကျေးဇူးများကြီးတင်ပါတယ်ညီမလေးနောက်ထပ်ကတော့ကျွန်တော်တို့မာယာကြာရုပ်ရှင်ဇာကားကြီးရဲ့ထုတ်လို့သူမာတာမျက်မိခင်ရုပ်ရှင်ထုတ်လို့ရေးမှာမမျက်တင်ခံရနေပြီးတော့ပြည်သက်တွေကိုဒီရုပ်ရှင်ဇာကားကြီးနဲ့ပတ်သက်ပြီးတော့လဲ မှတ်တရလေးပြောပြပါအောင်ခင်ဗျာအားလုံးပဲမိင်္ဂလာပါဒီကျမတို့ရုပ်ရှင်ပရီမီယာကိုကြောက်လာတဲ့လူကြီးမင်းပေါင်းတို့ကိုလည်းကျေးဇူးထူးတင်ရှိပါတယ်